ပြန်တလိုက်ရှင်ကိုသွားနေထက်ထက်ကိုင်းဒါကိုလက်ခံထားရခုံးကြီးကအဲ့လိုမြခုံးအဲ့မြခုံးမြခုံးမြခုံးအဲ့လိုဖြတ်ထားဖြတ်ထားတွေ့အဲ့ရနေစပြောဇလန်းတွေ့လိုက်တာတတူးထိုးလိုက်ရင်ကောင်းမလားမသိဘူးလို့သူ့အရင်တတူးထိုးကြည့်လိုက်တာစိတ်ကူးတယ်မှာစိတ်ကူးတာတတူးထိုးလိုက်တယ်ထိုးလိုက်တော့ငါလည်းတတူးထိုးလိုက်မယ်ပေါ့နော်တတူး artist သူကတတူး artist ကိုတတူးသွားထိုးရလို့အဲ့နေဇလန်းစပေါ်လာဟိုငငယ်တွေကနားထောင်လာတဲ့အဆိုတော်တယောက်ဆိုတော့လေးစားကြရတာပေါ့နော် ဒီအကောင့်ထဲမှာရှိတာကြာပြီလို့အရင်ကြီးတော့မကြာသေးဘူးပေါ့အပြင်မှာတည်လာတယ်လို့တော့အရင်ကြီးတော့အကြာကြီးတော့မရှိသေးပါဘူးကိုငငယ်တွေကလေးစားအကြာခဲ့ရတဲ့ဆိုတော့တယောက်ဆိုတော့ပျော်ပါတယ်သူနဲ့တူတူရိုက်ရမယ်ဆိုတော့အတွေ့ရမတော်စားချင်းနေမှာပါတဲ့ကောင်းလေးထူအောင်ဝေးထူအောင်လို့ခေါ်ပါတယ်ဗျငါမသိပါကွာငါဘယ်လိုဖြစ် ီချင်းကိုဂျိုဒန်ပုံဖော်ခြင်းကိုတချင်းကအနည်းချင်းလမ်းဖြစ်နေဒါပေမဲ့ R&B ပေါ့နော်အဲ့ချိန်မှာသူ့တွေ့ရဲ့ချိန်မှာအဲဘာတွေ့လိုက်လဲဆိုတော့သူသူ ਨੇ စခင်သွားတဲ့ချိန်မှာသူ Facebook မှာသူမျက်ခုံးလေးကအဲ့လိုမျက်ခုံးအဲ့မျက်ခုံးမျက်ခုံးမျက်ခုံးအဲ့လိုဖြတ်ထားဖြတ်ထားတွေ့အဲ့ရနေစပြီးတော့ဇလန်းတွေ့လိုက်တာအဲငါဒီဒီပထမဆုံးပြန်ထွက်တဲ့ချိန်မှာအသက်ခွဲရဇာနေကိုစထွက်တဲ့ဟာကနှစ်နှစ်ကြာပါပြီနှစ်နှစ်ကြာပါပြီဆိုတော့အရင်ပုံစံမျိုးနဲ့မချပြခြင်းဘူးလို့မချပြခြင်းလို့ဆိုတော့ ဘလိုပုံစံကိုကိုကိုဘလိုချပြမယ်လို့ယင်တွေးလိုက်တာတွေ့တော့သူ့ကိုကြည့်တော့ဒီပြခုံးအဲ့ရနေစတာဇလန်းကစတာအဲ့လိုတချင်အရင်တချင်နေတာအဲ့လိုပဲစပြောဇလန်းအရင်တွေးရအဲတတူးတတူးထိုးလိုက်ရင်ကောင်းမလားမသိဘူးလို့သူ့ကိုယင်တတူးထိုးကြည့်လိုက်တာစိတ်ကူးထဲမှာစိတ်ကူးကတတူးထိုးလိုက်တယ်ထိုးလိုက်တော့ငါလည်းတတူးထိုးလိုက်မယ်ပေါ့နော်တတူး artist သူကတတူး artist ကိုကတတူးသွားထိုးရလို့အဲ့နေဇလန်းစပေါ်လာဟုတ်ငယ်ငယ်တွေကနားထောင်လာတဲ့အဆိုတော်တယောက်ဆိုတော့လေးစားကြရတာပေါ့နော် ဒီအာအကောင့်ထဲမှာရှိတာကြာပြီလို့အရင်ကြီးတော့မကြာသေးဘူးအပြင်မှာတည်တာရဲလို့တော့အရင်ကြီးတော့အကြာကြီးတော့မရှိသေးပါဘူးကိုငငယ်တည်းကလေးစားအားကြားခဲ့ရတဲ့ဆိုတော့တယောက်ဆိုတော့ပျော်ပါတယ်သူနဲ့တူတူရိုက်ရမယ်ဆိုတော့အတွေ့ရဒီလိုမျိုး heavy ရိုက်တာတော့ဒါ first time ရိုက်ခုလာဗျာဟုတ်ရလည်းပေါ့သူက3မိနစ်ရအောင်ဖြစ်တယ်ဆိုတော့မအောင်ပြောနေတယ်ဒီထဲမှာအာဒီဟာအတွက်ဒီထဲမှာထည့်ရိုက်ဖို့အတွက်ရွေးချယ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အိုင်ဒီယာတွေအရန်ကောင်းတာလည်းအရန်မိုက်ပါတယ်အမားဘက်ကနေပြီးရှိန်နေအောင်ဆိုပြီးနေတာမျိုးလုံးဝတော့မရှိဘူးဗျာအာ အလုပ်လုပ်တဲ့အချိန်မှာလုံးဝအေးစစ်စစ်ပြီးပြီးပဲလောက်သွားတာဆိုတော့ကျွန်တော်ဘက်ကနေချိန်နေတာမျိုးတော့မရှိပါဘူးဟုတ်အထက်ကလည်းဒီဒီတချင်းကကျောက်ဆောင်တဲ့ခါမှာစစချင်းမီတင်တွေနဲ့လောက်ကြရတယ်ကွာမီတင်လို့အိတ်ဆိုင်ဆိုင်လောက်တယ်ပြီးတော့ခဏခဏတို့မီတင်ခေါ်တယ်မီတင်ခေါ်ပြီးတော့ပြီးတော့သူနဲ့အဲ့လို friendly ဖြစ်အောင်နေရကွာမောင်နှမလိုမျိုးနေရအဲ့လိုကြတော့သူလည်းအဲ့ဟာပေါ်မှာ tension လုံးဝမရှိဘူး team တစ်ခုလုံးအရန်ညီညွတ်ပြီးတော့တသားတဲ့ကြာနေအောင်ဖြစ်သွားတဲ့ခါကျတော့ သူ့ကိုလည်းအများကြီးအရန်ရှေရှေဝေးပြောစရာမလိုဘူးပါအဲ့လိုမျိုးဖြစ်သွားတာဒီကနေတားကခက်ဆိုးဆိုးပေါ့နော်သူလည်းဆိုးရမယ်သူ့ဘယ်လိုလုပ်ချင်လဲမလိုလိုချင်လဲမလိုလိုချင်လဲဘာလို့လဲဆိုတော့သူလည်းကိုယ်ရှိမနေအောင်အဲ့လိုမျိုးအဲဒါတခါတည်းမိတ်ဆက်ပေးပြီးတခါတည်းသွားရတဲ့ဟာမျိုးပေါ့နော်အဲ့လိုဆိုတော့နောက်လဲအဲ့လိုနောက်လဲတက်ရိုက်ဖြစ်တာရှိရင်ရှင်းအောင်မယ်အများကြီးသွားမယ်ရှေ့ဆက်ပြီးတော့တူသွားကြမယ်ပေါ့ကျွန်တော်ကအလုံးနဲ့ဒီဘက်ကိုရောက်နေရတယ်လာခဲ့လို့အင်တာဗျူးခင်မယ် ဲ့လေကြုံပြစ်သွားတယ်ဗျာဟုတ်အတန်ကတူတူပါပဲဆိုတော့နားတော်တော့ကျွန်တော်ကတော့အရင်အစိုးရအကြောင်းလဲအရင်လည်းမသိဘူးဆိုတော့အတန်လေးနည်းနည်းနားနေတာတော့ပြောရဲဆိုတော့အဲ့လောက်ပဲဗျာ တန်းတော့တူတူပါပဲအထဲမှာပဲဖြစ်ပြင်ပါပဲဖြစ်တချင်းကဘာတို့တော့မဆိုတာမဟုတ်ပါဘူးလို့ဒီရှင်းနေမဟုတ်နောက်တစ်ချင်းတစ်ပုံလည်းရှိပါသေးရဲ့ထပ်ပြောထပ်ပြောပြောရဲဒီရှင်းမဟုတ်နောက်ဘယ်ချင်းမဆိုမဆိုရပြိတက်တွေနဲ့အဲပြိတက်အယောက်ချင်းတွေတိုင်းတိုက်ဆိုင်နေတဲ့တချင်းမျိုးဒါမှမဟုတ်တို့ခက်ကြတဲ့တိုက်ဆိုင်နေတဲ့ချင်းမျိုးပေါ့နော်တချင်းကအဆွေချင်းစုခဲ့တာပုံ80ကျော်သွားပြီအဲ့လိုဆိုတော့အဲ့တချင်းထဲမှာမှထပ်ပြီးရွေးချယ်ပြီးတော့အကောင်းဆုံးဖြစ်မဲ့ဟာကိုရွေးချယ်ဆိုရတာဖြစ်တဲ့ပုံစံမျိုးဘာတို့မှထပ်မဆိုတော့ပါဘူးခုမှဆိုပျော်နေပါပြီမဆိုချစ်တဲ့ ပြည့်သက်တွေပြောစေခြင်းတိုင်ပြောနေပါပြီလို့နှစ်ချင်တော့လိုက်ပြန်တက်လိုက်ရှင်ကိုသွားနဲ့ထက်ထက်ကိုင်းဒါကိုလက်ခံထားရငါလူမအာကျွန်တော်နဲ့တလဆက်တော့ဟုတ်ပါတယ်အမှန်တိုင်းပြောရရင်တော့ဟုတ်ပါတယ်ဟုတ်အဲပြောအဲ့လိုပေါ့နော်ဆိုငယ်ငယ်လေးကလည်းလေးစားကြားခဲ့ရတဲ့လူဆိုတော့ဟိုဒီချိန်ထိလည်းဒီလိုမျိုးရက်တည်နိုင်တဲ့လူဆိုတော့ပြောလို့ရပါတယ်ပေါ့အမအစီမှာတတိထားမိတဲ့ professional ကြားတာကလေးစားကြားတာတခုလည်းပဲခြုံပြီးပြောရင်တော့ တန်ပါတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာရတော်တော်လေးတန်ပါရဲ့ပါတယ်အဲအဲ့တခုပေါ့ရင်တော့ရိုက်တိုင်းနဲ့ဆိုရင်တော့အခုကစင်စင်နာတာလုံးဝကိုဘကဘာမှတွေးစရာမရှိဘူးလေသိရမလားအကုန်လုံးအစအဆုံးအစအဆုံးပုံစံချိန်းတာအစအကုန်လုံးစင်စင်နာလုတ်ကိုအကုန်လုံးအကုန်အကုန်လုံးလုတ်ပေးတာဟုတ် ကျွန်တော်လာဘူးပဲလာခဲ့လူလာခဲ့အရင်တော့မင်းရွေးချယ်မှုလို့အချင်းချင်း music video ရိုက်တိုင်းရိုက်တိုင်းမှာအဲ့လို look တစ်ခုကိုစဉ်းစားလိုက်လို့ရှိရင်အဲ့အဲ့ character ထဲမှာစီမျောလာတဲ့သူကိုစဉ်းစားလိုက်တာအဲ့လိုပဲသူ့ကိုစဉ်းစားလိုက်တဲ့အချိန်မှာဘာမြူလာနဲ့တီယာညခုံးလေးမှချစ်ခဲ့အဲ့လိုလေးပဲအဲ့လိုစဉ်းစားပြီးတော့အကုန်လုံးပြီးရအကုန်လုံးအဆဆုံးဒီ look ကိုဖန်တီးပေးလိုက်တာအပြင် character နဲ့တူနေဘူးဆိုတော့ကျွန်တော်ကပုံမှန်အဖြစ်အဲ့လိုမျိုးအဲ့လိုဒီဇိုင်းမျိုးဟုတ်မနေဘူးရတယ်မှာပေါ်ပါပါလေးနည်းနည်းဒီနေ့ပေါ်ပါပါဝယ်ကမရဘူးလို့ တွေးတာကတော့မတော်တဆတွေးတာပေါ့နော်အဲ့မှာခင်သွားပြီးတော့ဒီသချင်းလည်းရှိနေတယ်ဒီအကြောင်းကိုရိုက်မယ်ဆိုပြီးဖြစ်သွားတာ ਨੇ အဲ့နောက်ပိုင်းတယောက်နဲ့တယောက်ရင်းနှီးလာပြီးတော့ရိုက်ဖြစ်ဖို့အတွက်စီစဉ်ကြတာပေါ့နော်အပေးကြတယ်ပြိဿတယောက်ကျေးဇူးကျေးဇူးအများကြီးတင်ပါတယ်လို့ဘာဖြစ်ပါဆိုတော့အစုဖန်တီးထားတဲ့အဲဒီအနေပညာရောပြီးတော့အစုဖန်တီးထန်းနီးထားတဲ့ဒီမှာဥစားမောင်လေးသူ့မောင်ဝင်ရောချစ်ပေးကြတယ်တယောက်ချင်းချင်းကြောက်ချင်းကြတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းအားပေးကြပါအောင်နောက်ဆုံးအားပေးကြပါအောင်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်